ညကရင်မျိုးသားအစည်းအရုံးတမဟာခွန်ဌာနချုပ်တီရှိရာနေမြေတွင်ဒီကနေ့စွန်လ12ရက်နေ့မနက်တနာရီနောက်ပိုင်းကအသေးကံကာမီကာစီဒရုန်းအမျိုးအစား၅လုံးဖြင့်ထပ်မံပုံကျဲတက်ခတ်ခံရတယ်လို့ KNU ပြောရေးဆိုခွင့်ရှိသူဘဒူဆော့ကလစီကအတည်ပြုပြောဆိုလိုက်ပါတယ်ဒီကနေ့မနက်တနာရီ3မိနစ်အချိန်တွင်ကာမီကာစီဒရုန်းပုံတစ်လုံး နှစ်နိုင်နဲ့လေးနိုင်ကြားအချိန်တွင်ဒုံပုံလီလုံတမဟာကွန်ဌာနချုပ်နေမီကရော်လီပအောင်ကျင်းတွင် ကြောက်ရောက်ခဲ့တယ်လို့ KNU နဲ့နေမီတွင်တည်င်းရင်းမြင်များထမသိရပါတယ်အခုလိုအသေးခံဒုံပုံ ကြဲချခံရပြီးနောက်ဖြစ်စဉ်ကိုဘဒုစော့ကလစီကအခုလိုပြောပါတယ်ဟိုလေဟိုဝဲမိုးခဲဘလကုတ်တိပေါ်ပါတယ်လားအဲတခါအဲ့နေသာရလပြန်လို့ဆိုစနရီတခေါ်ရှင်နာရီအန်ချန်နေမျိုးခါဝဲကလေး ရဲ့တော့နာကျင်နေဝေဘနာကူတာဟိုမိတော့တနာကျင်အနေပါတော့မိကနောပါတော့ပြလာနေတဲ့တစ်ဖက်ပါရလောကျောင်းမြကြက်ရောက်ပောက်ွယ်မှုကြောင့်ထိခိုက်တံရရရှိမှုနဲ့ပျက်စီးမှုတွေပေါ် KIC အနေဖြင့်ဆက်လက်အတည်ပြုလက်ရှိနေပါတယ် KNL နဲ့ပူပေါင်းတက်တွေကပြီးခဲ့တဲ့မတ်လနဲ့မေလအတွင်းတမဟာကွန်နယ်မြေထိုင်းမြန်မာနယ်စပ်ဒေါနာတောင်တကြောရှိစစ်ကောင်စီစခန်းများကိုတိုက်ခိုက်သိမ်းပိုက်ထားပြီးနောက်ဌာနချုပ်နေရာကိုအခုတကြင် drone ပစ်ခတ်တိုက်ခိုက်မှုကအရင်ကထက်အလုံးကြီးပိုများလာပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်အောက်တိုဘာလပိုင်းက KNL ဗဟုဌာနချုပ်နေရာကိုကာမီကာစီ drone လေးလုံး2025ခုနှစ်ဇန်နဝါရီလကုန်ပိုင်းကတမဟာကွန်နယ်မြေပလျော်လေးနေရာကိုနှလုံးနဲ့ မက်စလာပိုင်းကအဲ့ဒီနေရာမှာပဲနောက်ထပ် drone ၃လုံးကျေချတိုက်ခိုက်ခဲ့ပါသေးတယ်